အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာခြင်းဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်ဆက်လက်ပြီးခါမှလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်ပတ်မှာကျွန်တော်နှုတ်ကပတ်တော်ကိုလေ့လာခြင်းအပိုင်း၁အပိုင်း၂ကိုကျွန်တော်လေ့လာပြီးပဲဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်အပိုင်း၃ကိုဆက်လက်ပြီးမှကျွန်တော်လေ့လာကြမှာဖြစ်ပါတယ်ဘာလို့ဆိုဘုရားရဲ့နှုတ်ကပတ်တော်ကဘလောက်အထိနည်းနည်းတယ်လဲဆိုတော့အားလုံးကသိကြီးသားပဲဖြစ်ပါတယ်ဆိုဖျားရဲ့နှုတ်ကပတ်တော်ရဲ့ဆိုလိုရင်းကလည်းကျွန်တော်လွဲချော်သွားရင်လည်းဖျားရဲ့နှုတ်ကပတ်တော်က တကောမရှိတော့ပါဘူးအဲဒါကြောင့်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဆိုလိုရင်းအတိုင်းကျွန်တော်တို့ကနားလေသဘောပေါက်ပြီးမှဘုရားရဲ့အစေခံဘုရားရဲ့သားသမီးတွေလိုက်နာရှောက်လန်းဖို့တိတ်ပြီးခါမှရေးကြည့်ပါလေဒါကြောင့်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဆက်လက်ပြီးခါမှတူတူကလေ့လာကြရအောင်ဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်ကိုမလေ့လာခင်လေးမှတူတူကဆက်ကဆူတောင်းကြပါစို့တန်ရှင်းတဲ့ဘုရားနာမတော်ချီးမွမ်းနေဒီကနေ့မှာကိုရောရဲ့ဂျေဇူးတော်အဖင်ပြန်လဲပြီးမှနှုတ်တော်ထွက်ကိုလေ့လာနိုင်တဲ့ခွင့်ကိုတော့ပြင်ဆင်ပေးတဲ့အတွက်ကြောင့်နာမတော်ကိုချီးမွမ်းပါ၏ ကိုရဖျားဒီနှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာကိုရထားခဲ့တဲ့အတိုင်းဟောပြောတတ်ပြီးမှနားလေသဘောပေါက်တဲ့ဖျားရဲ့သာသမီအရောက်စီတိုင်းဖြစ်နေရန်လုံးကလည်းမအဆပါတမာတရားမြောက်များစွာသူတို့ဟောပြောကြပါတယ်ဒါပေမဲ့စိတ်မှန်တဲ့တမာတရားကိုနားလေသဘောပေါက်နိုင်တော့ခုနကကိုရဖျားပြင်ဆင်ပေးတော်မူပါကိုရဌာနသူတတ်တော်လကောင်ဟောပြောသူတတ်တော်လကောင်ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက်ကအနှံကြပါ၏ဖာဖျားသခင်အာမင် ဆိုတော့ကျွန်တော်ဖရာရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်အပိုင်း1နဲ့အပိုင်း2ကိုကျွန်တော်ခြုံပြီးခမနော်အပိုင်း3ကိုနားလေဖို့တော့ကျွန်တော်ထပ်လောင်းပြီးခမပြောပြချင်ပါတယ်ဆိုတော့အပိုင်း1မှာကျွန်တော်ပြောပြီးသွားပါပြီနှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာအရေးကြီးတဲ့အချက်နှစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1လူနံပါတ်2ကဘာလဲနီးစနစ်အဲလူရဲ့နီးစနစ်ကတိတ်ပြီးခါမှအရေးကြီးပါတယ်ဒါမှသာလင်ဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်နားလည်နိုင်မှာဖြစ်ပါတယ်လူနဲ့နီးစနစ်က hand in hand ပေါ့နော်လက်ဝဲနဲ့လက်ရာလို့ပေါ့ကျွန်တော်တို့က balance ညီစွာနဲ့ကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုလေ့လာမှသာလင်းစစ်မှန်တဲ့ဖရားရဲ့တမာတရားစစ်မှန်တဲ့လွတ်မြောက်ခြင်းတွေကိုကျွန်တော်ရရှိကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လူကဘာတွေပြင်ဆင်ရမလဲနော်ဘယ်လိုမျိုးနီးစနစ်တွေနဲ့လေ့လာကြမလဲဆိုတဲ့ဟာတွေကိုကျွန်တော်ဆက်လက်ပြီးခါမလေ့လာကြမှာဖြစ်တယ်လွန်ခဲ့တဲ့ပတ်တုံးတွေကကျွန်တော်လေ့လာခဲ့တဲ့ကလူဘယ်လိုပြင်ဆင်ကြမလဲအချက်၃ချက်ရှိပါတယ် နံပါတ်1အနေနဲ့ဘာဖြစ်ရမလဲဆိုတော့ဝိညာဉ်လူဖြစ်ရမယ်အဲဝိညာဉ်လူဖြစ်တဲ့အခါမှာเนาะဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်နားလည်နိုင်တယ်ဒုတိယအနေနဲ့ဘာလဲစက္ကန့်အနှံချင်းရှိရမယ်တတိယအနေနဲ့ဘာလဲဆိုရင်လက်တွေလှုပ်ဆောင်မှုရှိရမယ်ဒါကဝိညာဉ်လူကလှုပ်ကိုလှုပ်ဆောင်ရမယ်အရာ နော်လူကပြင်ကိုပြင်ဆင်ရမယ့်အချက်၃ချက်ဖြစ်တယ်အဲကြောင့်လုံခဲ့တဲ့အပတ်မှာဝိညာဉ်လူဖြစ်ဖို့ကဘာလဲလဲဆိုရင်ယောဟန်36မှာလည်းကျွန်တော်ပြောပြသားပါပဲနှုတ်ကပတ်တော်ကဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်လူကသာလည်းနားလည်နိုင်တယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီကွာလေ့လာကြတယ်နောက်ပြီးကမှကျွန်တော်တို့ဒီဝိညာဉ်လူထံမှာပဲဝိညာဉ်ရေးရအချက်လက်တွေကိုဖော်ပြပေးထားတယ်ဆိုတာကိုလည်းကျွန်တော်ကဆက်လက်ပြီးကမှလေ့လာကြပါပြီ ဆိုတော့ဒီကနေ့မှာကျွန်တော်ဆက်လက်ပြီးခါမှလေ့လာကြမယ့်အရာကစက္ကန့်အနှံချင်းအပိုင်းဆုံးဖြစ်တဲ့စက္ကန့်အနှံချင်းကိုကျွန်တော်ဒီကွာလေ့လာကြမှာဖြစ်တယ်ဝိညာဉ်လူဖြစ်ပြီးပါပြီဖခင်ရဲ့နှုတ်ကပတ်တော်လဲကျွန်တော်နားလေသဘောပေါက်တဲ့ခါမှာအဲနှုတ်ကပတ်တော်ကိုလေ့လာတဲ့ခါမှာဘာလို့ဖို့လိုအပ်တယ်လဲဆိုရင် စက္ကန့်အနှံချင်းရှိဖို့သိပြီးခါမှာအရေးကြီးပါတယ်စက္ကန့်အနှံချင်းလို့ပြောတဲ့နေရာမှာနံပါတ်1အနေနဲ့ဘာကအရေးကြီးတယ်လဲဆိုတော့နှလုံးတကားကိုအစဉ်ဖွင့်ထားဖို့လိုအပ်ပါတယ် ဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာကြပြီဆိုရင်ကျွန်တော်ရဲ့စိတ်နှလုံးတကားကိုဖခင်ရှင်နဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြဖို့အတွက်ကိုနှလုံးတကားကို ကျွန်တော်ကအစင်ဖွင့်ထားဖို့အသိပ္ပိခါမှာအရေးကြီးပါတယ်အဲ့ဒါကြောင့်ပဲနှစ်ကောအခန်းကြီး3အပိုင်ငယ်18မှာ ရှင်ပေါလုကဒီလိုဖော်ပြပေးထားပါဗျကျွန်တော်ဖတ်ပြစေနှစ်ကောအခန်းကြီး3အပိုင်ငယ်18မှာငါတို့ရှိသည်မြတ်နာဖုံးကိုဖွင့်လျက် မှန်ကိုကြည့်တကယ်တို့တခင်ဖျားဤဘုံအတီတော်ကိုကြည်မြင်၍ဝိညာဉ်တော်တရားဤအရှင်သည်ရောင်ချီတော်ကိုလွှတ်တော်မူသည့်အတိုင်းငါတို့သည်ဘုံအတီတို့ပွား၍ပုံတရံတော်နှင့်အညီကြောင်းလဲခြင်းရှိကြမည်ဆိုပြီးမှအရှင်ဘောလူကခွန်အားပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်အကြောင်းနှစ်ကောအခန်းကြီး၃အပိုင်း၈မှာအရှင်ဘောလူကဖော်ပြပေးထားတဲ့အတိုင်း ဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကလေ့လာတဲ့အခါမှာစက္ကန့်အနှံ့မှုလုံးဝအရေးကြီးတယ်ဆိုတာကိုဖော်ပြပေးထားပါတယ်။နှုတ်ကပတ်တော်မှာပဲဘာရှိတယ်လဲဆိုတော့ဖရားသခင်ရဲ့စကားတန်နဲ့ဘာရှိလဲဖရားသခင်ရဲ့အလင်းရှိတယ်အကြောင်းဖရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာဖရားနှုတ်ကပတ်တော်ကြီးရဲ့ရေးထားတဲ့အစာကြောင်းရဲ့အောက်မှာဖရားရဲ့အတန်ရှိတယ်။အဲ့အတန်ကိုကြားသောသူတိုင်းကအဲ့မှာအလင်းရောင်ကိုကျွန်တော်တို့က ှုတ်ကပတ်တော်လေအလင်းရောင်ကိုကျွန်တော်ကတွေ့မြင်ကြတာဖြစ်တယ်။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့အတ္တတာမှာနှုတ်ကပတ်တော်မှာရှိတဲ့ဖတ်တဲ့အခါတိုင်းမှာဘုရားရဲ့နှုတ်ကပတ်တော်အောက်မှာရှိတဲ့ဘုရားရဲ့စကားတန်ကိုကြားဖို့တိတ်ပြီးခါမှရေးကြည့်တယ်။ကိုယ့်ရဲ့ emotion မဟုတ်ပါဘူး။ကိုယ့်ရဲ့ intellectually အသိပညာအတတ်ပညာတွေသင်ထားတဲ့အရာတွေတခုမှမဟုတ်ပါဘူး။ ဖရားရဲ့နှုတ်ကပတော်ထဲမှာဖရားရဲ့စကားတန်ရှိတယ်။အဲစကားတန်ကကျွန်တော်ကိုအလင်းပေးတယ်။ဒါမှအတာလဲစစ်မှန်တဲ့တမာတရားကိုကျွန်တော်တို့ကနားလေသဘောပေါက်နိုင်မှာဖြစ်တယ်။ဒါကြောင့်မဲရှင်ဘောလူကခုနကျွန်တော်ဖတ်တဲ့နေရာမှာပေါ်ပြပေးသွားပြီ။ငါတို့ရှိတဲ့မြတ်ဒီမျက်နှာဘုံကိုဖွင့်လျက်မှန်ကိုကြည့်တဲ့ကဲတို့ကျွန်တော်မျက်နှာဖုံးကိုခွာလိုက်ပြီးမှမှန်ကိုကြည့်တဲ့အခါမှာဘယ်နာမှာကျွန်တော်မျက်နာမှာအမဲဆက်ရှိတယ်ဘယ်နာညစ်ပတ်တယ်အကုန်လုံးကိုမြင်နိုင်တဲ့ကဲတော့ ဖရာရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်တို့ကဘာလို့ဖို့လို့တလဲဆိုတော့နှုတ်ကပတ်တော်ရဲ့အောင်နာမှာဖရာရဲ့စကားတန်ဖရာရဲ့ဖော်ပြပေးထားတဲ့အလင်းတွေကိုနားလေသဘောပေါက်တဲ့ဖရာရဲ့သားသမီးတွေဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်ဒါကြောင့်မဲဖျားသခင်ရဲ့ဘုံအတေတော်ကိုကြည်မြင်၍ဝိညာဉ်တော်တရားရဲ့အရှင်သည်ရောင်ချီတော်ကိုလွှတ်တော်မူသည့်အတိုင်းငါတို့ဒီဘုံအတေတိုးပွား၍တဲ့ ုံတရံတော်နဲ့အညီပြောင်းလဲခြင်းရှိကြရမည်ဘာပုံတရံလဲဖရာရဲ့ပုံတရံနဲ့တနည်းပြီးတနည်းပြုပြင်ပြောင်းလဲတော့ဖရာရဲ့သားသမီးတွေဖြစ်ဖို့နံပါတ်၁ချက်အနေနဲ့စက္ကအနံဖို့ရှိရမယ်ဆိုတာကိုဒီမှာဖရာရဲ့နောက်ကဘတော်ထဲမှာဖော်ပြပေးထားတယ်အဲ့ဒါကြောင့်မဲ့စိတ်နှလုံးတကားကိုပိတ်တဲ့လူကဖရာရဲ့နောက်ကဘတော်ကိုနားမလဲနိုင်တော့ဘူးဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်ဒါကြောင့်ဖရာရဲ့နောက်ကဘတော်ကိုလေ့လာတဲ့အခါတိုင်းမှာ ကျွန်တော်တို့ကဘာလုပ်ဖို့လိုတယ်လဲဆိုတော့ဖရားရဲ့နှုတ်ကပတ်တော်ကိုအစင်အမြဲနဲ့ကျွန်တော်တို့ကနှလုံးသားတကားကိုဖွင့်ထားပြီးခါမှသူ့ရဲ့နှုတ်ကပတ်တော်လဲဆိုလိုရင်းတွေကိုနားလည်ဖို့သိပြီးခါမှအရေးကြီးပါတယ်။ကိုယ့်ရဲ့နှလုံးသားနဲ့ကိုယ့်ရဲ့သင်ကြားထားတဲ့အရာတွေကိုယ့်ရဲ့ commentary တွေနော်အပိဒံကျမ်းတွေကျွန်တော်လေ့လာထားတဲ့အရာတွေကသိကောင်းပါတယ်။တမန်ကျမ်းစာကိုနားလည်တယ် ုံပြီးမှဓာတ်ထက်နဲ့နဲပြီးမှအရေးကြီးပြီးမှအတွင်းလူကြီးထွားပြီးမှစစ်မှန်တဲ့တမာတရားကိုဟောပြောနိုင်ဖို့အတွက်ကြတော့စိတ်နှလုံးတကားကိုဖွင့်ဖို့တိတ်အရေးကြီးတယ်အဲစိတ်နှလုံးသားတကားဖွင့်မှသာလင်းဖရားရဲ့နှုတ်ကပတ်တော်ကိုဖတ်လိုက်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဖရားရဲ့လမ်းပြမှုအဖြစ်ဖရားသခင်ရဲ့နှုတ်ကပတ်တော်အောက်မှာရှိတဲ့ဖရားရဲ့စကားတန် ဖယားသခင်ကထားပေးထားတဲ့အလင်းကိုတန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုအဖြစ်ကျွန်တော်တို့ကနားလေသဘောပေါက်နိုင်မှာဖြစ်တယ်။တာမတလည်းနှုတ်ကပတ်တော်ရဲ့ဆိုလိုရင်းစစ်မှန်တဲ့တမာတရားကိုကျွန်တော်တို့ကရရှိကြမှာဖြစ်တယ်။အဲအရာအလုံးရရှိဖို့အတွက်ကမလုပ်ဖို့လိုအပ်တယ်လဲဆိုရင်စိတ်နှလုံးတကားကိုအစဉ်မြဲနဲ့ကျွန်တော်ဖွင့်ထားသောသူများဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ်။ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာအแทမှာလဲပဲ။ ဖရားရဲ့နှလုံးသားကိုနားလဲသဘောပေါက်ဖို့ဖရားသခင်ရဲ့နှုတ်တော်ထွက်ကိုနားလဲနိုင်ဖို့အတွက်ကဘာလို့ဖို့လဲစိတ်နှလုံးသားကိုဖွင့်ထားဖို့အရေးကြီးတယ်90ရာခိုင်နှုန်းလား60ရာခိုင်နှုန်းလား80ရာခိုင်နှုန်းလား80ရာခိုင်နှုန်းလား99.99ရာခိုင်နှုန်းလားမဟုတ်ပါဘူးတရားမှာတရားရာခိုင်နှုန်းစိတ်နှလုံးသားတကားကိုဖွင့်တားပြီးမှကျွန်တော်တို့ကိုယ်တိုင်ဖရားရှင်ကနှုတ်ကပတ်တော် ထဲမှာရှိတဲ့အရာတွေကိုအရင်ဆုံးသွန်သင်ပြီးမှဖရာသခင်ရဲ့စစ်မှန်တဲ့တမာတရားကိုကျွန်တော်တို့ကမြင်းဆန်းသိရှိသောသူများဖြစ်ဖို့ဖရာရှင်ကအလိုတော်ရှိတာဖြစ်တယ်။အဲ့ဒါတွေအားလုံးဖြစ်ဖို့အတွက်ကပါလို့စိတ်နှလုံးတကားကိုဖွင့်ထားဖို့သိရေးကြီးပါတယ်။ကျွန်တော်အမြဲတမ်းပြောလို့ရှိပါတယ်။ဏီကောဒင်ရဲ့တက်တာရှင်ကခရစ်ဝင်ကျခန်းကြီး၃ကိုတွားကြည့်ပါဏီကောဒင်စံတပုဂ္ဂိုလ်ပါဒီခေတ်မှာဆို PhD ရတယ်လို့ Oxford เนาะ University တို့ Cambridge University ကနေတော့ religious ဘာသာနဲ့ပြီးတဲ့လူတို့တော့ပြောလို့ရတဲ့အထိတကယ်စင်မလေးအကောင်းဆုံးကနေပြီးတဲ့เนาะကျန်တဲ့ပုံကိုလို့ကျွန်တော်ပြောလို့ရမှာပါဒီခေတ်ကနေအဆိုရင်တလောက်အထိကျွမ်းကျင်ပြီးမှသူများကိုလည်းတွင်တွင်ပေးနေတဲ့ Sanhedrin အဖွဲ့ဝင်ဖြစ်တဲ့ဒီကောင်းတဲ့ကြီးကတမာကျန်းစာကိုနားမလဲဒုတိယမွေးဖွားခြင်းကိုနားမလဲတဲ့ခါမှာသခင်ခရစ်တော်ကရှင်းပြပါတယ် အကြောင်းမိတ်ဆွေတင့်ရဲ့အတ္တတာမှာလဲတင့်ရဲ့ခရိယံဖြစ်ချင်းဟာအရင်မဲ့ကြာရင်ကြာမှာပါငွေကနဲ့ဘိုးဘေးဘီပင်ကနဲ့တင်ခရိယံဖြစ်ဖြစ်မှာပါဘိုးဘနဲ့အခုပဲခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ထားတာလဲဖြစ်ဖြစ်မှာပါ15နှစ်လဲဖြစ်ဖြစ်နိုင်တယ်နှစ်20လဲဖြစ်နေအသက်60ဆိုတော့နှစ်90လဲဖြစ်ဖြစ်နိုင်ပါတယ်20လဲဖြစ်နိုင်ပါတယ်ဘလောက်ပဲဖြစ်နေဖြစ်နေပါစေပူပြီးအရေးကြီးတာကစစ်မှန်တဲ့တမာတရားကိုစစ်မှန်စွာအားဖြင့် ရားထားပြီးထားတယ်လို့မြင်တပြီးမှဟောပြောပေးတတ်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်။တမာတရားမှန်ကန်ပြီးမှစစ်မှန်တဲ့တမာတရားမှသာလင်းစစ်မှန်တဲ့လွတ်မြောက်ခြင်းစစ်မှန်တဲ့ခွင့်လွှတ်ခြင်းစစ်မှန်တဲ့တီးခံခြင်းတွေရှိတယ်ဝိညာဉ်အသေးတွေရှိတယ်။အဲဒီကြောင့်ဖရားကိုချစ်တဲ့ဖရားရဲ့သားသမီးတွေနှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာနှုတ်ကပတ်တော်ကသာလင်းနှုတ်ကပတ်တော်ကိုပြန်ပြီးမှ အ내အတိတ်ပဲဖွင့်ဆိုတာက the best ဖြစ်တယ်ဆိုတာကိုတကက်ဖေရအတုံးတော်ခံဘီလီဂရမ်ကြီးကိုယ်တိုင်ကပြောထားပါတယ်။ဂျန်တာပုဂ္ဂိုလ်တော်တော်များများကလည်းဖော်ပြပေးထားပါတယ်။အဲကြောင့်ဖရာကိုချစ်တဲ့ဖရာရဲ့သားသမီးတွေကျွန်ုပ်ဖရာရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာစိတ်နှလုံးတကားကိုဖွင့်မှာဖရာသခင်ရဲ့ဝိညာဉ်တော်ကတုံ့ပြန်ပေးတဲ့အရာတွေကိုကျွန်တော်တို့ကနားလေသဘောပေါက်ဖို့အတွက် ကိုယ်စိတ်နှလုံးသုံးပါးစလုံးကိုဖွင့်ပြီးမှဖရာသခင်ရဲ့တွင်တွင် ပေးတဲ့အရာတွေကိုနားထောင်ပြီးမှတမာတရားကိုလေ့လာတဲ့ဖရာရဲ့သားသမီးတွေဖြစ်ဖို့တည်အရေးကြီးပါတယ်။နှုတ်ကပတ်တော်လေ့လာတဲ့အခါမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်အောက်မှာဖရာရဲ့စကားတန်ရှိတယ်။အဲ့ဖရာရဲ့စကားတန်လေးတွေကိုကျွန်တော်တို့ကကောင်းမွန်စွာဖြင့်နားထောင်နိုင်ဖို့အတွက်ကစိတ်နှလုံးတကားကို ဖွင့်ပြီးခါမှာဖရားရဲ့ပေါ်ပြခြင်းဤကိုကျွန်တော်တို့ကလက်ခံရရှိတဲ့ဖရားရဲ့သာသမီတွေဖြစ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်အဲဒါကြောင့်ဖရားရဲ့နှုတ်ကပတ်တော်မှာပဲဖရားသခင်ရဲ့အလင်းနဲ့လွတ်ရောက်ခြင်းရှိတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ပြန်လည်ပြီးခါမှာပြန်ပါချင်ပါတယ်ကျမ်းစာတော်ရောက်စီတိုင်းပေါ်မှာဖရားရှင်ကောင်းချီးပေးပါစေ